ဝင်ထွက်ရလဲအောင်ရှော့တော့ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စီဖို့တဲ့ကောက်ယူစပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်။စိုးစုံမှုဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နေရာနဲ့ကျန်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။အမိုးဆောက်ရာမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိသစ်လောက်၊ဝက်နက်၊ထန်းလောင်းတွေကိုခက်စိတ်စိတ်အပြည့်စီထားပါ။ကျင်းအတွင်းနေစဉ်မှာလေဝင်လေထွက်ရှိဖို့လေးလက်မ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်။သစ်လောင်းတွေမရွေးအောင် တန်ကျိုဒါမှမဟုတ်တနည်းနည်းနဲ့ခံခန့်အားတွဲချုပ်ထားဖို့လိုပါမယ်။အလုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။သေးအိတ်ညီအိတ်တွေကိုအကြရတစ်ချက်အနံတစ်ထပ်ရှော့မကြအောင်နှစ်ထပ်ခင်းရပါမယ်။သေးအိတ်တွေအပေါ်မှာဝက်ကက်ထပ်ခင်းမှုလိုပြီးဘုံခုချင်းမှမတိတာစီကိုပပတ်လဲအမိုးအောက်ခြေချင်းညီသားနဲ့ပြန်ဖုံးပေးရပါမယ်။ညီမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက် သဲအိတ်တလုံးတွေကိုဝင်ပေါက်မှာကာထားပေးပြီးကျင်းပတ်ချာလေးမှာရေနှုတ်မြောင်တထားပေးပါဒါဆိုရင်တော့တိပိတာစုအတွက်လုံခြုံတဲ့ဘုံခိုခြင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့ င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်ဝါတရားစက်မှုဆောင်ကရန်ယံမြန်မာအထက်ချုပ်ဆက်ရုံအလုပ်သားတွေရဲ့လှုပ်ခါလာစာတုံးမြင့်ရေးတောင်းဆိုမှု၅ရက်မြောက်နေ့မှာစစ်ကောင်စီရဲ့လူ့သမားညွှန်ကြားရေးမှူးဦးစီးဌာနအာလညာက တိုင်းဦးစီးအရာရှိတရားဝဲချင်းချောက်ပြောဆိုမှုကြောင့်တောင်းဆိုမှုကိုရုပ်သိမ်းလိုက်ရတယ်လို့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ SDUM ကဂျွန်လ23ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ရမ်းမြန်မြန်မာအထက်ကျုပ်ဆက်ရုံလှုပ်သားတွေဟာဂျွန်လ6ရက်နေ့ကစတင်ပြီးနေကြာကြေး1300ကျပ်တိုးမြှင့်ပေးဖို့ အချိန်ပိုကြီးကို2500ကျပ်တိုးပေးဖို့နဲ့ရက်မှန်ကြီး6000ကျပ်တိုးမြှင့်ပေးဖို့ဆိုတဲ့အချက်3ချက်ကိုတောင်းဆိုခဲ့ကြတာပါဒီလိုတောင်းဆိုမှု9ရက်မြောက်နေ့မှာအာလာညာကချိန်ချောက်ခဲ့တဲ့အတွက်စက်ယုံလုံသမားတွေကကြောက်လန့်ပြီးစက်ယုံနဲ့ပြန်ဝင်ခဲ့ကြရတယ်လို့သိရပါဗျ။ ဒီလိုချင်းချောက်ပြီးရဲ့နောက်မှာလည်းစက်ယုံကအချိန်ပိုကြီးတက်တရားသာတိုးပေးခဲ့ပြီးကျန်တဲ့တောင်းဆိုချက်တွေဖြစ်တဲ့လောက်ခလစာ13000ကျပ်တိုးပေးရင်းနဲ့ရက်မှန်ကြေးငွေကျပ်6000တိုးပေးရေးကိစ္စတွေကိုတော့လိုက်ရောတာမရှိဘူးလို့လည်းလုံသမားတွေကဆိုပါတယ်ရှင်။ ပြည်ပထွက်ဖို့အလို့ခေါ်စာကြပြီးအတင်းဖြစ်နေသူတွေကိုစစ်ကောင်စီကနှီးလန်းမျိုးစုံနဲ့ကန့်တတ်တာတွေကြောင့်ပြည်ပထွက်ခွင့်မရကြဘဲငွေကြီးဆုံရှုံကအကျွေးတွေငွေတိုးနဲ့ဆက်နေကြရတယ်လို့အလို့တော်ရောက်လုံးမဲ့သူတွေကပြောဆိုနေကြပါတယ်။ဇွဲတဲ့တရင်ပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီလက်အောက်ခံလူ့သမားဝန်ကြီးဌာနကပြည်ပအလို့ကင်တပ်တွေကန်ကပ်ပြား OWIC ကတ်ကိုအကန့်တတ်နဲ့သာထုတ်ပေးတာစစ်မှုတမ်းမှုအသက်ကျုံးဝင်နေတဲ့ အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုပြည်ပအလုပ်ထွက်လုပ်ဖို့ခွင့်မပြုတာစတာတွေကြောင့်အလုပ်သမားတောင်းတဲ့ချီပြင်းတော့မှထွက်ခွာမရဖြစ်နေပါတယ်။အလုပ်သမားအများစုကပြည်ပအလုပ်ကန်အေဂျင်စီတွေကိုငွေကြိုပေးသွင်းထားပြီးစာချုပ်တွေချုပ်ဆိုထားကပြည်ပထွက်ဖို့အဆင်သင့်ဖြစ်နေသူတွေကိုနီလန်းမျိုးစုံနဲ့ကန့်တတ်တာတွေကြောင့်ပြည်ပထွက်ခွင့်မရပဲငွေကြေးဆုံးရှုံးတာငွေတိုးအကျွေးပေးနေရတာစားတဲ့အခက်အခဲတွေကြုံနေရတယ်လို့ပြောဆိုနေကြပါတယ်။တချို့ဆိုလို့ရှိရင်အတိုးတွေယူထားတာအတိုးတွေယူထားပြီးအဲအတိုးတွေကိုထိုင်းစက်နေရညမဆိုလို့ရှိရင် နှစ်လပိုင်းနဲ့ကလုံးဝအကုန်လုံးတိအသေးချနေပြီဒီ orange ticket ကြီးပိတ်ထားလိုက်မယ်လို့လည်းသူကမထင်ထားဘူးလေဒီကတခုကတရက်တန်တန်းတက်ပြီးနောက်တရက်ဆိုရနေပြီကွာဘာမှလည်းအရန်ခက်ခဲတဲ့အရာတခုမဟုတ်ဘူးအဲ့တော့အဲ့ကတခုကိုပိတ်ချရတော့နောက်ဆုံးဒီတခုကမရဘဲနဲ့ CO ရေးသတန်းပြန်တိုးရတယ်နှစ်လပိုင်းနဲ့ကအကုန်လုံးစုံနေပြီးတော့ညီမဆိုအလုတ်ထွက်ပြီးတော့သွားဖို့အကုန်လုံးပြင်ပြီးွားကမှအလုပ်လည်းထွက်ပြီးအိမ်မှာငိုတို့ထိုင်နေရတယ်။အဲ့အဲ့အတိုးကိုထိုင်ပေးနေရတယ်ငွေသွင်းထားတဲ့အတိုးတွေကို။အဲ့လိုမျိုးအနေထားရအများကြီးပဲရှိရပါတော့။အဲ့တော့ဘာမှလုပ်လို့မရနေထားပါပဲ။ ဂျပန်နိုင်ငံမှာအလုပ်သွားလုပ်ဖို့ကျွမ်းကျင်ဗီဇာနဲ့သွားရောက်မယ်ဆိုရင်အလုပ်အေဂျင်စီကိုအမေရိကန်ဒေါ်လာ1,595ဒေါ်လာမြန်မာငွေ3,900နီးပါးအသက်တင်သွင်းရပြီးအလုပ်တင်ဗီဇာနဲ့ဆိုရင်တော့2,895ဒေါ်လာမြန်မာငွေ3,330နီးပါးလက်ရှိပေါင်စည်းအတိုင်းပေးသင့်ရတယ်လို့ဆိုပါတယ်ဂျပန်သွားဖို့အင်တာဗျူးအောင်ထားတဲ့အလုပ်သမားတွေအနေနဲ့အလုပ်ခေါ်စာကြပြီးဖြစ်ပေမဲ့မြန်မာနိုင်ငံကနေထွက်ခွာခွင့်မရတာလားနဲ့ချီကြနေပြီဖြစ်တာကြောင့်လာစဉ်ချေယူထားတဲ့အကျွေးတွေကို အတိုးနဲ့ဆက်နေရတယ်လို့အရသမားတွေကပြောပါတယ်။စင်ကာပူနိုင်ငံကနေခွင့်နဲ့ပြန်လာတဲ့အရသမားတယောက်ကလည်းပြည်တွင်းမှာ OWIC ကတ်ရဖို့ကြံ့ကြရတာကြောင့်အချိန်မီလုပ်ငန်းခွင့်ပြန်မဝင်နိုင်ပဲအလုပ်လက်မဲ့ဖြစ်ကာအလုပ်ဆုံးရှုံးသွားတယ်လို့ဆိုပါတယ်။အရသမားကိုစား TPP သတင်းထောက်ကပြောပြပေးမှာပါ။အခုဆိုရင်စင်ကာပူကအလုပ်ရှင်တွေကမြန်မာနိုင်ငံကလာရဲဆိုရင်မခေါ်ချင်ကြတော့ဘူးသူတို့က IPA ကြပြီးတပတ်နှစ်ပတ်တွင်မလာနိုင်ဘူးဆိုရင် cancel လိုက်တာ ကျွန်တော်ဆိုရင် OWIC ကကြာတာကြောင့်အလုပ်လက်မဲ့ဖြစ်သွားတယ်။အခုကစင်ကာပူကအသည့်တွေဆိုရင်လည်းခွင့်အောင်မပြောင်းရဲကြတော့ဘူး။အများစုကတော့တခြားနိုင်ငံတွေပဲသွားကြတော့တယ်။ဒီချိန်မှာတော့ပြည်တွင်းပြန်မဝင်တာအကောင်းဆုံးပဲ။အသက်18နှစ်ကနေ35နှစ်တွင်အမျိုးသားတွေဆိုရင်လည်းပြေးမထွက်တော့ဘူး။စစ်ကောင်စီလောသမဝန်ကြီးဌာနကတော့မတ်လကစပြီးပြည်ပလောက်ကန်လောသမသက်သက်ကန်လက်မှတ် OWIC ၆ထားပြည်သူတွေပြန်လျှောက်ဖို့နဲ့ AGC တခုချင်းလိုက်လားစင်ရှောက်ရမယ်လို့သားဥယေကန့်သက်ပြီးတဲ့နောက် ပြည်ပထွက်ဖို့ကြံ့ကြာတာတွေရှိလာတာဖြစ်ပါတယ်။ပြည်ရင်းမှာအလုံသမား9000နီးပါးလောက်ပြည်ပထွက်ဖို့အစဉ်သင့်ဖြစ်နေကြပြီးစစ်ကောင်စီလောက်ခံအလုံသမားဝန်ကြီးဌာနကထွက်ခွင့်မပေးလို့ပြိမိနေတာဖြစ်ပါတယ်။လက်ရှိမှာပြည်ပလောက်ခံအကျိုးဆောင်လိုင်းစင်ရယူထားတဲ့အေဂျင်စီ6ကျော်ရှိနေပြီးစစ်ကောင်စီကအေဂျင်စီတွေကိုအလုံသမားစေလွှတ်ခွင့်အရေးအတွက်ထိန်းချုပ်ကန့်သတ်နေတာဖြစ်ပါတယ်။ကျွန်တော်ဇွဲသစ်ပါ စကိုင်းတိုင်းစကိုင်းမြို့နယ်အရှိမြောက်ချမ်း ARA မြင်းအနောက်ဖက်ကမ်းကကြေးရွာတွေကိုစစ်ကောင်စီတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးဝေရောက်နေတာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေရလို့ဒေသခံတွေစီကသိရပါဗျာ။ မတ်လ28ရက်နေ့ကစတင်ပြီးဂျွန်လ23ရက်နေ့အထိစစ်ကောင်စီစစ်တောင်းဟာမင်းကွန်၊ကင်းရွာ၊ချောင်းမကြီးရွာရဲ့တောင်ဘက်မှာရှိတဲ့လက်ပံ၊တလိုင်းစိန်၊ထမ်းမြင့်ရွာတွေမှာဖြန့်ခွဲအခြေပြုထားတဲ့ခေါမရ87 44 33တပ်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပြူစောတီပြည်သူစစ်ပူးပေါင်းပြီးစစ်တောင်းထိုးနေတာလို့ဆိုပါရယ်။ ရွာကိုဝင်တော့မယ်ဆိုရင်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ကြအောင်လက်နက်ကြီးပြစ်ခတ်မှုကြောင့်ဒေသခံအရဲသားတွေနေရဲဆုံးခွာ ထွက်ပြေးနေရကြအောင်စစ်တောင်းထိုးလာတာကြောင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့လည်းထိတွေ့တိုက်ပွဲတွေဖြစ်နေကြကြအောင်ကင်းရွာသားတယောက်ကပြောပါရယ် နှစ်ဖက်တိုက်ပွဲအတွင်းကိုသခိုင်းမြို့နယ်အုံတော်ရွာမှာရှိတဲ့စစ်ကောင်စီအထိုင်စစ်တပ်ကနေလက်နက်ကြီးပစ်ကူတွေပေးနေတာကြောင့်ကင်းရွာ၊ချောင်းမကြီး၊အုံသစင်၊မြေတိုင်၊တင်ခါကျွန်း၊ရွှေခဲပြန်၊ထုံးပိုကသဲတောင်အိုင်းတိုင်နဲ့ရောင်မဆုပ်ရွာကဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးမှာအခုရက်ပိုင်းတွင်မိုးဆက်တိုက်ရွာသွန်းပြီးရေတက်လာတာကြောင့်ငလင်ပေးသိမ့်ပြည်သူတချို့အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ရွာကန်တွေကပြောပါတယ်။အဲလီကန်ထဲမှာတရက်ကိုရေမျက်နှာပြင်ကိုလက်မခွဲလောက်ထိ ပြမ်းမြရေတရရိတ်တက်လာခဲ့တာကြောင့်အင်းပေါ်ခုံရွာအုပ်စုတွေကရွာပေါင်း73ရွာရှိတဲ့ရေချန်လုပ်ငန်းတွေဖြစ်တဲ့ခရမ်းချင်းငရုတ်ဆိုင်ခင်တွေရေလွှမ်းခတ်နေရတယ်လို့သိရပါဗျ။မိုးစက်တိုက်ရွာနေတော့ရေကအချိန်မတန်ပဲတက်နေကြောင် မိုးရသည်ရေတက်ချိန်အထိဒီတိုင်းဆိုမနစ်ကထပ်ဆုံးနိုင်ကြောင်းအိမ်မပြီးသေးတဲ့သူတွေကယာယီဆောက်လုပ်ထားတဲ့တဲလူတွေကမြုပ်နေပြီဖြစ်ကြောင်းအိမ်ကလက်သမားမရတာနဲ့ငွေမလုံလောက်ကြတာနဲ့မပြီးသေးဘူးလို့ရွာကန်တယောက်ကပြောပါရယ် ဒါပြင်ငလင်ကြောင့်ပြန်လည်မတီးဆောက်နိုင်သေးတဲ့အိမ်တွေနဲ့ယာယီနေရတဲ့နေရာတွေပါရေတက်လာခဲ့တာကြောင့်ရေပေါ်အိမ်တွေအများဆုံးရှိသလိုငလင်အတွဲလူဆဲချီသေးဆုံးခဲ့ရတဲ့အင်းချံကေလာရွာအုပ်စုအတွင်းကရွာပေါင်း6ရွာကငလင်ဆောင်ရွာတွေထပ်မံရွှေ့ပြောင်းဖို့နဲ့အိမ်မြန်တီးဆောက်နိုင်ဖို့အကူအညီတွေလည်းလိုအပ်နေရလို့သိရပါပါတယ်ရှင်။ ရန်ကုန်မှာခိုးဆိုးလူရက်တွေပုံစံမျိုးစုံနဲ့ကျွလွန်နေကြပြီးကျွလွန်သူတွေကိုလည်းဥပဒေအရအရေးယူနိုင်တာမရှိဘူးလို့ကာယကံရှင်တွေနဲ့နေဆက်သူတွေကပြောပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ရန်ကုန်မှာခိုးဆိုးလူရက်တွေနဲ့လိန်ညာမှုတွေကပုံစံမျိုးစုံနဲ့ဖြစ်ပွားနေကြတယ်လို့ကာယကံရှင်တွေနဲ့သူတို့နဲ့နေဆက်သူတွေစီကနေသိရပါတယ်။ရာဇဝတ်မှုကျွလွန်သူတွေကနေ့စဉ်ဆိုသလိုကျွလွန်နေကြပေမယ့် ဥပဒေအရအရေးယူနိုင်တာမျိုးမရှိကြောင်းကိုလည်းပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲအတိတယောက်ကဖုန်းလူခံရကြောင်းနဲ့ပဝင်းချက်မှာဖြစ်ပွားခဲ့တဲ့လူရမှုခိုးမှုတွေအကြောင်းကိုရန်ကုန်မြို့နယ်ပြည်သူတယောက်ကပြန်ပြောပြပါတယ်။ခုတော့လူဖြစ်နေလဲဆိုတော့ကပိုင်းလိုက်အပြင်ကို6နာရီ9နာရီလောက်လောကပြန်လာရင်လက်ထဲမှာဖုန်းမကန်ရဲဖုန်းမပြောရဲဖုန်းလူတာလေ။နော်လူနေကင်းကြောင်တော်ကိုပဲအိမ်ထဲဝင်ပြီးတော့လူမရှိဘူးဆိုစပိန်နေဝင်ခိုးတာလေ။ နော်အင်ရှေကားရပါရထားပြီဆိုမှန်ပြီးလုံးဖြုတ်တာရပါမျိုးတွေဒါကြုံရရတယ်ပေါ့နော်ဘဲတယောက်ကရန်နာလမ်းပေါ်မှာပေါ့နော်6နာရီလောက်ကိုအလောကပြန်လာတော့ကားပေါ်ကဆင်းပြီးတဲ့အခါမှာဟိုဖုန်းလာလို့ဆိုဖုန်းကောက်ပြီးထုတ်ပြီးတော့ပြောလိုက်တဲ့အချိန်မှာစံကေနစင်းနဲ့လူ၃ယောက်ကဘေးကနေရက်ပြီးတော့ ဓာတ်ထောက်ပြီးတော့ဖုံးပေးဆိုပြီးတော့လုပ်ရတယ်ပေါ့နော်ဟိုတယ်လားဆိုလဲကျွန်တော်လုပ်သွားတဲ့ဟိုအိမ်ရဲ့အရှင်မှာကားရထားတာပေါ့နော်သူတို့အိမ်ကကားအဲတော့မနေ့ဆယ်နေလာကိုကားမီးလုံးလာဖြုတ်တာပေါ့နော်အရှင်ကလမ်းမြင်တော့လမ်းအောင်လဲတော့မှထပ်ပြေးသွားတယ်ပေါ့နော်ဟိုတားဆီးရဲ့လူတွေလည်းမရှိသလိုတိုင်ကြားလို့ကလည်းအဆင်မပြေတာမျိုးတွေများရှိနေတယ်ပေါ့နော်ကိုယ်စိုးလူရက်တွေအပြင်ကိုမှ လိညာအယောင်ဆောင်ကခူးယူနေမှုတွေလည်းရှိနေပါတယ်။ဘုံကြီးရဲ့ဒါရိုက်ကမအတိအဖြစ်ဟန်ဆောင်ကလိညာရာတွင်နေ ကန်စက်မဲ့ပောက်တယ်လို့ပြောဆိုလိမ့်ညာတာတွေလည်းရန်ကုန်မှာဖြစ်ပွားနေပါတယ်။ဟိုကအလင်းခန်းရတာလူလူကမဟုတ်ဘူးအတိအတိဖုံးကြီးတပါးလေ။အဲ့ဖုံးကြီးတပါးလေအဲ့အဲ့တောင်တိလေးမဖုံးကြီးတပါးလေချိန်တော့အဲ့ဖုံးကြီးနာမည်ပေါ့ပြောပြီးဝင်လာတယ်ဝင်လာပြီးတော့သူအတိအပြတ်လိုက်လို့ပေါ့ရှူလက်ကောက်ကလက်ကောက်ကမှသူကအဲ့လက်ကောက်ကခဏအထားခြင်းလို့ပါ။ပြပြီးအမဖုံးကြီးနဲ့စကားလေးပြောနေကြတယ်သိမကြဘူး။အဖုန်းရအဲ့တကမောက်လေအရှိတိလိုက်ကိုလိုက်တယ်အဖုန်းရဖုံးကပါသွားတာတူစည်းလိုအဲ့လိုမျိုး <laughs> စီးတွေပါတယ်ဖုန်းရှယ်နဲ့ဘလိုပြောပြီးယူသွားတယ်ယူသွားတာမသွားရဘူးကာသမာကငှားတဲ့လူကြောက်ရငှားတဲ့လူကကာသမာကြောက်ရနော်ဒိုင်းကားစီးတော့လေဒိုင်းကားပေါ်တက်လို့ရှိရင်ကပိုင်းနိုင်မှာကြောက်ရမတိအောင်နိုင်တယ်ကပိုင်းနိုင်ကိုတော့မပြောနဲ့ပိုတင်ကြီးနေလူရဲ့နေတာအောင်ဖြစ်နေတာလေပိုတင်ကြီးနေဆွဲလူအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတာနည်းနည်းလေးလူမရှင်းနဲ့ရှင်းတဲ့နေရာဆိုလူခံရတာပဲ အခုလိုခိုးဆိုးလူရဲမှုတွေနဲ့လိင်ညာမှုတွေကိုလည်းဥပဒေကြောင်းအရအေးအေးယူလှုပ်ဆောင်နေရမျိုးမရှိကြောင်းသိရပါဗျ။စုလေသရာဘော်ကလူမြင်ကွဲမှာပဲငွေလဲပေးမယ်ဆိုပြီးငွေလိန်လဲယူမှုဖြစ်ခဲ့လို့တိုင်တန်းခဲ့ပေမဲ့ရဲတွေကအေးအေးယူပေးတာမရှိတဲ့အပြင်ညနာသူကိုအပြစ်တင်ဆွဆွဲခဲ့ကြောင်းအကူအညီခဲ့သူတယောက်ကပြောပြပါဗျ။ကျော်ရာရေးစကန်ရရနေပြီးတော့ဒီပတ်စံလိန်လိန်သွားလို့တိုင်ပါတယ်ဆိုတဲ့ဟာကို ကောင်းကောင်းမွန်မွန်မဖြေရှင်းမိတဲ့အပြင်သူတို့စောက်တုံးမကြဘူးဆိုတဲ့စကားမျိုးနဲ့ရဲရဲစမ်းစမ်းပြန်ပြောပြီးတော့သူတို့မရှင်းမဖြေရှင်းမိနိုင်ဘူးလူမပြေနိုင်ဘူးနင်တို့လမ်းမတူးတဲ့လူကိုလှုပ်တော့ငါတို့ကဘလူလိုက်ရှင်းမိရမှာလဲဘလူလိုက်ရှာပေးရမှာလဲဆိုပြီးတော့လေပြန်ပြောပြီးတော့អော်ထုတ်လိုက်တယ်တဲ့အဲ့တော့ကောင်မလေးကအဲ့တိုင်းပြန်ထွက်လာတယ်တကယ်တော့ तू ကပြောတာကဒီလူတွေကိုမှတ်မိနေတယ်ဒီနားမှာဟိုဟာလုံနေတာဒီ CCTV ကိုကြည့်ပြီးပါဆိုတာလေဘာမှမဟုတ်မလုပ်ပေးဘူးလေမကြည့်ပေးဘူးလေနင်တို့ကနင်တို့အတုံးချလို့ခံရတာခံလို့ပြောပြီးတော့အဲ့လိုပြန်ထွက်လိုက်တယ်တဲ့ပြီးခဲ့တဲ့ဂျွန်လ9ရက်နေ့တုန်းကလည်း ရန်ကုန်မြို့လယ်ကလမ်းမတော်ခုနှစ်လမ်းကတိုက်ခန်းတစ်ခုပေါ်ဝင်ရောက်လူရက်ခဲ့တာမှငွေကျပ်9သိန်းပါသွားခဲ့ပြီးမျက်နာသူကိုလည်းဒါနဲ့ဝေရန်ရန်ရှာခဲ့လို့တရားရရှိခဲ့ပါသေးတယ်။ရန်ကုန်မှာ2023ခုနှစ်အတွင်းမှုကင်းဖြစ်ပွားမှုက3000ကျော်4000နီးပါးရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကြောက်ယူထားတဲ့2024ခုနှစ်တကောင်စရင်အရရန်ကုန်တိုင်းအတွင်းရဲတပ်ဖွဲ့ဝင်1000ကျော်သာရှိနေပြီးရန်ကုန်မြို့နယ်ပြည်သူဟာ ခုနှစ်တသမ၄တန်းနီးပါးရှိနေတဲ့အတွက်ကြောင့်ရဲတပ်ဖွဲ့ဝင်တယောက်နှုံးကပြည်သူ၅00လောက်ကိုတာဝန်ယူထားရတာပဲဖြစ်ပါတယ်။ကျွန်မဝီပါအမေရိကန်တရားသူကြီးတဦးဟာဂျွန်လ12ရက်နေ့က Los Angeles မြို့မှာအမျိုးသားအဆောင်တပ်ဖွဲ့တွေကိုခြားထားခြင်းမပြုဖို့သမ္မတဒေါ်နယ်ထရန့်ကိုယာယီတားမြစ်လိုက်ပါတယ်။ ထရဟာမျိုးသားအဆောင်တက်ကိုဥပဒေအရမမှန်ကန်တဲ့နှီးလန့်တဲ့ခေါ်ယူတက်ပြန့်ခဲ့ကြောင်းတွေ့ရှိထားတာဖြစ်ပါတယ်။အမျိုးသားအဆောင်တက်ရဲ့လှုပ်ရှားမှုကိုကန့်သက်ထိန်ချုပ်ပေးဖို့တရားစွဲခဲ့တဲ့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နျူးဆန်ရဲ့လက်အောက်ကိုပြန်လည်တွားရောက်ဖို့တရားသူကြီးချားပရီယာကအဆောင်တက်ကိုအမိန့်ပေးခဲ့ပါတယ်။ ပရီယာရဲ့အမိတ်ဟာဂျွန်လ13ရက်နေ့မွန်တဲချိန်မှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။ထရန့်ဆိုယာဖွဲ့ကတရားသူကြီးရဲ့အမိတ်ကိုချက်ချင်းပဲအယူခံဝင်ခဲ့ပါတယ်။ News ရဲ့ကောက်ကောမှုအပေါ်ထရန့်ကတမုထူးကြတဲ့နီလန်းတွေနဲ့တုံ့ပြန်ခဲ့ပြီးအယက်သားရဲတွေရဲ့စစ်စင်ရေးကိုပံ့ပိုးကူညီဖို့လော့စင်ဂျလိစ်မြို့ကိုစစ်ပန်းဆိုင်ရာတပ်ဖွဲ့တွေကိုစင်ခေါ်ခဲ့ပါတယ်။ဆန္ဒပြသူတွေစီကနေဖက်ဒရယ်ပြည်ထောင်စုအဆောက်အုံတွေကိုကာကွယ်ရမှာဖက်ဒရယ်ရဲတပ်ဖွဲ့တွေကိုကူညီပေးဖို့နဲ့စီးမြင်ချိုးဖောက်တယ်လို့တန်တရားရှိသူတွေကိုထိန် င်းသိမ်းတဲ့ Federal လူဝင်မှုကြီးကြပ်ရေးဌာန agent တွေကိုအကာအကွယ်ပေးဖို့ဆိုတဲ့အချက်တွေနဲ့ Trump ဟာမျိုးသားအဆောင်တက်ကိုအရင်ဦးဆုံးစိန်ခေါ်ခဲ့တာအဲဒီနောက်မှာတော့မရိတ်တပ်သားတွေကိုခေါ်ယူခဲ့တာဖြစ်ပါတယ် Trump ကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုခုခံကာကွယ်ခဲ့ပြီးတကယ်လို့သူသားမလုပ်ခဲ့ဘူးဆိုရင် မြို့ကြီးဟာမီးလောင်ကျွမ်းသွားလိမ့်မယ်ဆိုပြီးလဲပြောဆိုခဲ့ပါတယ်ရှင်။ ဒိုမီနီကန်သမရနိုင်ငံမြို့တော်ဆန်တိုဒိုမင်ဂိုမှာဧပြီလတုန်းကလူပေါင်း236ဦးသေဆုံးခဲ့ပြီး180ကျော်ဒဏ်ရာရရှိခဲ့တဲ့ခေါင်မိုးပြူကျမှုနဲ့ပတ်သက်တဲ့ Jazz Night Club ပိုင်ရှင်အန်တိုနီယိုအက်စပိုင်လန်နဲ့သူ့ရဲ့ညီမတို့ကိုဖမ်းဆီးလိုက်ကြောင်းဒိုမီနီကန်သမရနိုင်ငံပြည်သူ့အစိုးရရှိနေရုံကဂျွန်လ12ရက်နေ့မှာကြေညာခဲ့ပါတယ်။ ဧပြီလ10ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဂျေကွဲပွဲအဖြစ်ဆုံးမှာတည်ဆုံခဲ့ရသူတွေအထက်ဖြောပြပွဲလုပ်နေတဲ့နာမည်ကြီးဒိုမီနီကန်အဆိုတော် Rapid Perez လည်းအမိုးပြိုကျတဲ့အထက်ပါသွားခဲ့ပြီးအနာပိုင်တွေက Nike လက်ရဲ့အမိုးကိုပြုပြင်ထိန်းသိမ်းမှုအပိုင်းမှာပေါ်ဆမှုရှိကြောင်းစွပ်စွဲခဲ့ပါတယ်အဲ့ဒီဖြော်ပြပွဲကိုနိုင်ငံရေးသမားတွေနဲ့အားကစားသမားတွေအပါအဝင်ထင်ရှားတဲ့ပုံကိုယ်တွေလည်းလာရောက်ခဲ့ကြပြီးတကောင်ကျော်ပြီးချိန်လေးမှာပဲစိုးရွားတဲ့အခြေအနေကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ကျဆအမှုနဲ့ပတ်သက်တဲ့လက်ရှိတရားစီရင်လုပ်ငန်းစဉ်မှာကြိုတင်ကောက်ွယ်မှုတွေနဲ့ပတ်သက်ပြီးတရားသူကြီးရဲ့အဆုံးဖြတ်ကိုဆိုင်းငံ့ထားကောင်းနိုင်ကလပ်ပိုင်ရှင်ကိုဆက်လက်ထိန်းသိမ်းထားအောင်မှာဖြစ်ပါရဲ့ရှင်။ Sporting တိုက်စစ်မှု Yogras ဟာ Premier League စီကိုပြောင်းရွှေ့လာမယ်ဆိုရင်ရုံးကန်ရနိုင်ကြောင်းအင်္ဂလန်နောက်ခံလူဟောင်း Farinan ကပြောသွားပါဗျာ။ ယူဂရက်စ်ဟာမန်ယူအာဆနယ်အသင်းတွေနဲ့အပြောင်းရွှေ့သတင်းထွက်နေသူဖြစ်ပြီးစပိုတင်မှာအတူလက်တွဲခဲ့တဲ့မန်ယူနီးပြအာမိုရင်နဲ့ပြန်လည်ပေါင်းစည်းနိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတာပါအင်္ဂလန်နဲ့မန်စီးတီးနောက်ခံလူဟောင်း last call နဲ့ podcast season မှာတော့ yogres ဟာမယူအသင်းအတွက်မှန်ကန်တဲ့တိုက်စက်မှုမဟုတ်ပဲ premier league မှာရုန်းကန်ရနိုင်ကြောင်း foreigner ကသုံးသပ်ခဲ့တာပါ yogres ရဲ့ကစားပုံကိုအများကြီးမကြည့်ဘူးပဲမဲ့၃ဘွဲ့လောက်လေးလာကြည့်ရှုခဲ့ဖို့ကြောင်း ။ရုပ်ပိုင်းဆိုင်ရာကြက်ခိုင်မှုအရာအဆင်ပြေနိုင်ပေမယ့်မိမိမြင်သလောက်ပရီးမီးယားလိမှာခြေစွမ်းပြနိုင်ဖို့အခွင့်အရေးမရှိကြောင်း Foreigner ကသုံးသပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ TV ဦးမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားခဲ့ကြရတာပါမနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ငုတ်ခတ်တာပါကျေးဇူးတင်ပါတယ်ရှင်